ရာသီမလာခင်မှာအယူစင်းတာကပုံမှန်ပဲလားပေါ့ဒီမေကုန်းကိုမဖြစ်ခင်မှာအမျိုးသမီးတယောက်အနေနဲ့မိမိတို့ရဲ့ရာသီဆက်ဝန်းကာလကိုတည်တည်ကြချာလေးတည်ထားဖို့လိုအပ်တယ်ဆိုတော့ရာသီဆက်ဝန်းကတယောက်နှစ်ယောက်တော့မတူဘူးတချို့တွေအတွက်ကတော့28ရက်မှာတစ်ခါလာတယ်တချို့တွေအတွက်ကကြတော့ရက်ပေါင်း30မှာတစ်ခါလာတယ် ဆိုတော့ယာတိဇဝွန်အကြောင်းကိုနည်းနည်းပြောလိုက်ကြရအောင်ယာတိဇဝွန်ဆိုတာကကြတော့မိန်းကလေးတစ်ယောက်က လာစဉ်လာတိုင်းကိုဝန်ဆောင်ဖို့ပြင်ဆင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့စဉ်တည်ထားအမယ်ဒီဖြစ်စဉ်မှာဒေါက်တာတို့ကအစဉ်၄စဉ် တ်မှတ်တယ်ပထမဦးဆုံးအဆင့်ကရာသီလာတဲ့အဆင့်ဒုတိယတဆင့်ကကြတော့မာမျိုးဦးကျွေဖို့အတွက်ပြင်ဆင်တဲ့အဆင့်တတိယတဆင့်ကကြတော့မာမျိုးဦးကျွေတဲ့အဆင့်ဖြစ်ပြီးတော့နောက်ဆုံးအဆင့်ကတော့တုပ်ပိုးနဲ့မတွေ့လို့ရာသီလာဖို့ကိုပြန်လဲပြင်ဆင်တဲ့အဆင့်ဆိုပြီးတော့အဆင့်၄ဆင့်တက်မှတ်ထားတယ်အဆင့်ရောက်နေပြီလေဆိုတာကိုတည်တည်ချက်ချာသိနိုင်တယ်လို့ကိုဝန်လိုချင်တဲ့သူပဲဖြစ်ဖြစ်ကိုဝန်မလိုချင်တဲ့သူပဲဖြစ်ဖြစ်ဒီအဆင့်၄ဆင့်ကိုတွက် ြီးတော့အမျိုးသားနဲ့အတူနေလို့ရပါတယ်ဆိုတော့ရာသီလာတဲ့အဆင့်ကိုစပြီးတော့ပြပြပေးမယ်ရာသီလာတဲ့အဆင့်မှာဆိုလို့ရောင်တယောက်တော့မတူဘူးတချို့တွေတော့က3ရက်တချို့တွေတော့ကတော့9ရက်ကြာတတ်တယ်ဒီအဆင့်ကပြောမယ်ဆိုလို့ရှိရင်သူကတုပ်ပိုးနဲ့မတွေ့တော့လို့ပေါ့နော်တဲ့အိမ်နဲ့ရန်တ िश ူးတွေကကြွေကြပြီးတော့ပျက်စီးတယ်လို့ခေါ်တယ်။ရာသီလာပြီးဆိုလို့ရှိရင်ဒေါက်တာတို့ကပြန်ပြီးတော့ပြင်ဆင်ရတော့မယ်။မှားမျိုးဥထွက်ဖို့အတွက်ပြန်ပြီးပြင်ဆင်ရတော့မယ်။အဲ့တော့ ဒီအုံနှောက်ကနေပြီးတော့မာမျိုးဦးထွက်ဖို့အတွက်ကိုမာမျိုးဦးကြီးထွားဖို့အတွက်ကိုအာဟော်မုန်းတစ်ခုထုတ်ပေးတယ်အဲ့ဒီဟော်မုန်းထုတ်တာနဲ့တပြိုင်နက်တော့ဒေါက်တာတို့ရဲ့ဒီတအိမ်နေရန်ကအော်တိုထူလာတယ်ဘာလို့ထူလာတာလဲကိုဝန်အတွက်ကိုသူကပြင်ဆင်ပေးဖို့အတွက်ကိုတအိမ်နေရန်ကအလုပ်လုပ်ထူပေးတယ်အဲ့တော့ဒီအဆင့်မှာစပြီးတော့မမျိုးဦးလေးတွေကသူကကြီးထွားမယ်ကြီးထွားမယ်ဒီအဆင့်ကတော့ခက်မှန်းချေအဲ9ရက်8ရက်10ရက်ဝန်းကျင်လောက်တော့ကြာတက်တယ်ပေါ့နော်မမျိုးဦးကကြီးထွားလာပြီဆိုလို့ရှိရင်သူက တုပ်ပိုးနဲ့တွေ့ဖို့အတွက်သူကစပြီးတော့ဆင်းတော့မယ်အဆင်အဲ့ဒီအဆင်ကတော့ ovulation face လို့ခေါ်တယ် ovulation face ပေါ့အဲ့ဒီ ovulation face ကအရန်အရေးကြီးရယ်နော်ဘာအရန်အရေးကြီးတာလဲဆိုလို့ရှိရင်ကိုယ်ဝန်လိုချင်တဲ့လူဆိုလို့ရှိရင်ဒီအဆင်မှာတေချာပေါ့အမျိုးသားနဲ့အတူတူပို့ပြီးတော့နေပြီပို့ပြီးတော့နေပြီကိုယ်ဝန်ရဖို့ရခိုင်းတော့အရန်များတဲ့အဆင်ခိုင်းတော့လုံးဝကို high level ပေါ့နော်အမြင့်ဆုံးအဆင်လို့သတ်မှတ်တယ်ဒီအဆင်မှာဆိုရင်ဒေါက်တာတို့ကဒီ ပေါ့အာရင်းကျက်ပြီးသားမာမျိုးဥလျာတဖြည်းဖြည်းဒီမာမျိုးဥအိတ်ကနေပြီးတော့သူကထွက်လာတယ်ထွက်ပြီးလို့ရှိရင်တာဥပြွန်တဆင်သူကတာဥပြွန်လမ်းကြောင်းတဆင်သူကဆင်းလာတယ်အဲ့လိုဆင်းလာပြီးတုပ်ပိုးကိုသူကစောက်တယ်အဲတုပ်ပိုးကစားတစ်ဖက်ကတုပ်ပိုးကဝင်လာပြီးဆိုလို့ရှိရင်အာအော်တိုသူကစပြီးတော့ကိုဝင်ဖြစ်ပြီပေါ့နော်ခံမှန်းကြည့်ဆိုရင်ကိုကကိုရဲ့ရာသီကို ဟို28ရက်တခါလာတယ်အမျိုးသမီးဆိုလို့ရှိရင်ဒီအဆင့်ရောက်ဖို့အတွက်ဆိုရင်14ရက်ဖြစ်နေပြီကွယ်အဲရပောင်း30မှာတခါလာတယ်အမျိုးသမီးဆိုလို့ရှိရင်တေချာပေါက်ဒီအဆင့်ရောက်တဲ့အနေထားဆိုရင်15ရက်ဝန်းကျင်အောင်ရှိနေပြီဒါကြောင့်မလို့ကိုယ့်ရဲ့ယာတီက28ရက်မှာတခါလာတာလားအာ30မှာတခါလာတာလား35ရက်မှာတခါလာတာလားပေါ့နော်အာကိုကတိထားရဲဆိုလို့ရှိရင်ဒီ အဆင့်ကိုကြော်ကျင်လို့ပဲဖြစ်ဖြစ်ရှောင်ကျင်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးလိုကျင်လို့ဒီအဆင့်မှာမှပဲဒီအဆင့်ဒီအခြေအနေကိုစောင့်နေတာပဲဖြစ်ဆိုရင်ဒါကကိုယ်ကတိထားတော့မမှားဘူးပေါ့နော်အဲမမှားဘူးအဲ့တော့ဒီအဆင့် risk ကိုပြောပြသွားရင်နောက်တော့နောက်တစ်ဆင့်အဲ့ဒီနောက်တစ်ဆင့်ကကြတော့သူကတုတ်ပိုးနဲ့မတွေ့တော့ဘူးဆိုလို့ရှင်စပြီးတော့အဲ့ဒီမှာအာတအိနေရန်နေရာစပြီးတော့ကြွေကြပြီအဲ့ဒီကြွေကြတဲ့ဆင့်ကိုသူကလူတီရဲ့ face လို့ခေါ်တယ်ဒီလူတီရဲ့ face မှာဆိုရင်ဒီဘော လုံးဝတော့ဘူးနဲ့မတွေ့တော့တကြောင်မလို့ဒီကြံနေတဲ့မာမျိုးဥပါဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းသူကကြွေကြတယ်ဒီကြွေကြတာကြတော့စုစုပေါင်းဆိုလို့ရှိရင်ရက်ပေါင်းက10ရက်ကျော်ကျော်ကြာတတ်တယ်ဗောနော်ဒီ10ကျော်ကျော်ကာလကိုဖြတ်တန်းပြီးတော့မှဒေါက်တာတို့ကတပတ်ပြန်လဲတယ်ပြီးတော့ menstruation စပြီးတော့ပြန်ဖြစ်တယ်ဆော့ဆော့အကြောင်းအရာကိုပြန်ဆက်ရမယ်ဆိုရင်အဖြူစင်းတဲ့ကိစ္စပုံမှန်ပဲလားဆိုရင်ရာသီမတိုင်ခင်အဖြူစင်းတာ ကပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်တယ်။သို့သောတော့အဲ့ဒီဆင်းတဲ့အဖြူတွေမှာအနက်မရှိရဘူး။ပြီးလို့ရှိရင်အယောင်ကကြတော့အာအချီယောင် ပြီးလို့ရှိရင်သူက white color ဆိုရင်တော့အဖြူယောင်ဆိုရင်တော့နည်းနည်းလေးဖြူ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 လေးဖြစ်နေကြီးကြီးလေးဖြစ်နေဒါက normal ပဲ။သူကဘာဖြစ်လို့အဖြူဆင်းတာလဲဆိုရင်ရှင်းတယ်။ဒေါက်တာတို့ရဲ့ဒီမိမကူကိုပေါ့နော်အဆိုတက်ရဖို့အတွက်သူကအဖြူဆင်းခြင်းဖြစ်တယ်။နောက်တစ်ခုက အာပြင်ပကနေပြီးတော့เนาะပိုးမွားတွေမဝင်ရအောင်တော့သူကအဖြူစင်ပေးခြင်းဖြစ်တယ်ဗောနကာကွယ်တဲ့အနေနဲ့သူကအဖြူစင်ပေးခြင်းဖြစ်တယ်ဒါက normal process ပဲဒါကြောင့်မလို့ရာသီမတိုင်းခင်မှာအဖြူစင်တာကစိတ်ပူစရာလုံးဝမလိုဘူးဘလို့အနေထားဒီမှာစိတ်ပူရမလဲဆိုရင်စင်တဲ့အဖြူကအာအယောင်နေဖြစ်နေတာမျိုးအဲ့တော့အညူယောင်နေ no အဲပြပြနှစ်နှစ်အယောင်နေဒိန်ခဲဒိန်ဖက်တီလိုမျိုး ပေါ့နော်တင်ခဲတင်ဖက်တွေလိုမျိုးဖြူဖြူအယောင်တွေစင်းတာမျိုးတွေပြီးတော့အနတ်အယမ်းဆိုးတာမျိုးတွေငားညင်နှံလိုမျိုးအယမ်းဆိုးတာမျိုးတွေအဲ့လိုမျိုးဆိုရင်တော့စိတ်ပူရတယ်အဲမိသားစုဆရာဝန်တူဦးနဲ့အမြန်ဆုံးစောစောစီးတိုင်ပင်တင်တယ်အဲဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့အဖြူစင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စလေးကိုပြောရင်းနဲ့ menstrual cycle တစ်ခုရဲ့ဖြစ်စဉ်ကိုမှဒေါက်တာကပြောပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေရှင်